ါခင်ဗျဇီယာငယ်ပါခင်ဗျဇီယာရဲ့မိတ်ဆွေတွေအားလုံး2025ခုနှစ်7လပိုင်းအတွင်းမှာအဆက်ဆက်ရရဘေးပြာမှန်ခင်ဗျဝေးကွာလို့အဆက်ဆက်ရရအောင်မြင်မှုတွေလည်းပိုင်ဆိုင်ရရှိကြပါစေကြောင်းကျွန်တော်ကဒီကနေမေတ္တာပို့ဆုတောင်းထောပနာပြုတာလိုက်ပါတယ်ခင်ဗျဇေတို့အချိန်တွေတွေနဲ့ပြောင်းလဲလာတာအခုဆိုရင်ဟော2025ခုနှစ်ကို7လပိုင်းနိုဝင်ဘာလကိုရောက်ရှိလာပြီဒီ7လပိုင်းအတွင်းမှာဇီယာမိတ်ဆွေအဲတနင်္လာသာသမီမိတ်ဆွေများအတွက် ဆရာကဒီနှောင်း25ခုနဲ့ဆက်ရလာပိုင်းမပြောခင်မှာမိတ်ဆွေတို့အနေနဲ့ဒီတစ်နှစ်ဟာမိတ်ဆွေတို့ရဲ့ဟလာဟိုချိန်မှာဘာတွေများပို့ပြီးတော့ကိုယ့်ကိုအဖတ်တင်ခဲ့လဲဘာတွေများအဆင်ပြေခဲ့လဲကိုယ့်ကိုယ်ကိုပြန်လဲသုံးသပ်လို့လဲရလောက်ပြီထင်တယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီနှောင်း25ဆက်ရလာပိုင်းပြီးတော့ဆရာမဟောမိပြီးခဲ့တဲ့10လတာတော့ဒီမှာဒီနှစ်ဟာမိတ်ဆွေတနင်္လာသားသမီးတွေအတွက်ကံကောင်းခဲ့ရလားအဆင်ပြေမှုတွေရောရရှိခဲ့ရလားဆရာဟောတဲ့အချက်လစဉ်လာတိုင်းဟောစတဲ့နေရာရောမိတ်ဆွေတို့အတွက်တိုက်ဆိုင်ရလားဆိုတာလေးဆရာက မှတ်မိပါဘူးဆရာကအဲ review လေးရေးပေးပါအောင်ဆရာအနေနဲ့သုံးသပ်ကြည့်အောင်ခေါင်းကြီးဆိုတော့စလိုက်ကြရအောင်2025ခုနှစ်တနင်္လာသတ္တမီမိတ်ဆွေများဒီနိုဝင်ဘာလ17လပိုင်းတွင်မှမိတ်ဆွေတို့ရဲ့ကံဟာအစမှာတော့ဘာကိုဖြစ်ဖြစ်လက်ရှိမှာမိမိအနေနဲ့စိတ်ထဲမှာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေရတယ်ဆိုတော့လာမျိုးဖြစ်တယ်တို့အပြင်ဘာကိုပဲလှုပ်လို့လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်အချိန်ယူကြံ့ကြာတွေ့ဝင်နေတတ်သောကာလဖြစ်တယ် ဘာကိုမစုံမိတ်ဆွေတို့နေနဲ့ဒီဆက်လှပိုင်းမျိုးမှာအဲယုံကန်နေရတာမျိုးဘာကိုပဲစတင်လှုပ်ဆောင်လှုပ်ဆောင်အစမှာတော့နည်းနည်းကလေးယုံကန်နေရတာမျိုးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အတွက်မိတ်ဆွေတနည်းလာသာသမီများအနေနဲ့ကတော့လက်ရှိဒီ2025ဆက်လှပိုင်းမျိုးမှာဆိုရင်တော့ဆရာမိတ်ဆွေတို့နေနဲ့ ဘာကိုမဆူနဲ့နဲ့ကလေးပုံမူပြီးတော့အလင်းစလို့လှောက်ဆောင်တာမျိုးအဲစတင်ပြီးတော့ရုံးကန်စိတ်ညစ်စရာတွေထပ်အဲကိုကိုကိုစူးစမ်းပြီးတော့တိဆောက်ပြီးတော့ဘာကိုမဆူဘီယူမဆိုင်ဖဲနဲ့ချိတ်တူပြီးတော့ဇွဲကလေးသာထဲလို့ရအောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့လဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့ယင်ထဲကဆန္ဒကိုတာရော့ကလေးတွဲကြည့်အောင်မိတ်ဆွေတို့နေနဲ့ ဒီ2025ခုနှစ်17လပိုင်းတမှာဆိုရင်မိမိရဲ့ကံဟာတနင်္လာသတိမိတ်ဆွေများအတွက်ကံဟာဘာကိုမဆိုငါဟာမှုချရအောင် လုပ်မယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ကံမျိုးငါဟာမဖြစ်မနေစူးစမ်းပြီးတော့ရုန်းကန်မယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အတွက်အဲတန်လိုက်ချံကလေးတစ်ခုခုချပြီးလှူဆောင်တာမျိုးအတိတ်ချံကလေးတစ်ခုခုဖြစ်ပြီးတော့ဒီတနှစ်တာတော့တွင်ဒီလတာတော့တမှာတော့ငါတော့ဒါကိစ္စလေးကိုမပြီးမပြတ်ရင်ပြီးပြတ်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ကောင်းမှုချအောင်ရမယ်ဆိုတဲ့စိတ်မျိုးလေးတွေထည့်လောက်ခါမှာ တော်ကကြမယ်လာဖြစ်ကြောင်းနဲ့မိတ်ဆွေတို့ရဲ့ယင်ထဲမှာအောင်မြင်အောင်တော့လှုပ်တော့မယ်ဖိမြအောင်တော့လှုပ်တော့မယ်ဆိုပြီးတော့လေဂျင်းစီတွေးခေါ်နေတော့ကာလာဖြစ်တဲ့အတွက်ဒီလိုတွေးခေါ်စဉ်းစားမှုကလည်းအကြံဉာဏ်ကောင်းတဲ့အဲအောင်မြင်မှုတွေလမ်းစာကိုရရှိတတ်သောစိတ်မျိုးတွေများစွာဖြစ်ပေါ်နေတော့ကာလာဖြစ်ပါတယ်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဒူးတို့အစင်းအမြစ်တို့ခါတို့နဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေဖြစ်တာမျိုးတွေအကျောတင်တာမျိုးလေးတွေအကျောတက်တာမျိုးလေးတွေနဲ့ပတ်သက်ပြီးကျမ်းမာရေးအနှဲငယ်လေးဖြစ်တတ်တဲ့အတွက်တော့3 view စဉ်းကျင်မှာ တနင်္လာသာသမီမိတ်ဆွေများဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာဆိုရင်ကျန်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲချွင်းညံ့နေတဲ့ပုံမူပြီးတော့တာမန်ထက်ပိုဂယူဆိုင်တင်တယ်ယောဂအဟောင်းတွေကကိုယ့်ကိုပြန်ပြီးနှိပ်စက်တာမျိုးလေးတွေအစစ်အမြစ်တို့ဒူးတို့ခါတို့နဲ့ပတ်သက်တော့ကျန်းမာရေးလေးတွေကိုတာမန်ထက်ပိုပြီးတော့သတိထားရန်အတွက်တော့လိုအပ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအထူးသဖြင့်မိတ်ဆွေတို့ဟာဒီလတာမှာငွေမဝင်ရင်လည်းကျန်းမာရေးညံ့နေပြီးတော့အဲ ဟိုဟိုနာကကြိုက်တယ်လို့ဒီနာကခဲတယ်လို့ဇာငယ်လို့ဘောနော်ငွေငွေဝေငွေလေးအကုန်များလိုက်ဟိုနာကကြိုက်ဒီနာကခဲတယ်လို့ဘာယောဂပြုလို့ဖြစ်မှမသိတဲ့အတွက်တနင်္လာသာသမီမိတ်ဆွေများရဲ့အိမ်အောင်ချင်များအခုကလည်းငွေကြီးနဲ့ပတ်သက်လာရင်တာမန်ထက်တော့ပို့ပြီးတော့များများတိုးချာမှရမယ်ကာလဖြစ်ပြီးတော့အဲငွေကြီးနဲ့ပတ်သက်လာရင်ငွေမမြဲတာမျိုးလေးတွေငွေထွက်များတာမျိုးလေးတွေဟိုဘက်ကလည်းဝင်ဒီဘက်ကလည်းထွက်ဟိုဘက်ကလည်းဝင်ဒီဘက်ကလည်းထွက်နေငွေကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့ဟာဒီလမှာငွေကြီးကံမမြဲခြင်းတွေကြုံရတတ်တဲ့အတွက်ချိလာတဲ့ငွေတွေကို အဲကိုယ့်လက်ထဲမှာထားခြင်းတဲ့တခုခုကိုယင်းသီးသုံးဆွဲတာမျိုးတခုခုကိုယင်းသီးလှုပ်ဆောင်တာမျိုးပါပုံမအားတာပြီးတော့ကံကောင်းစီတယ်ဆိုတဲ့အကြောင်းနဲ့ငွေဝင်ဝင်နဲ့ထွက်ငွေတာဝင်လေနဲ့ထွက်လေကဲဆိုဖြစ်နေတတ်ပြီးတော့အဲအစင်တော့ပြည်တယ်အဲဝင်တော့ဝင်တယ်ဒါပေမဲ့လက်ထဲမှာလည်းပြရစရာမရှိတယ်လားသူမဟုတ်ရင်အိမ်ကိစ္စမိသားစုကိစ္စအပေါင်းနဲ့ကိစ္စအခြေရေးကိစ္စအဆက်ဆက်ရရာတွေကြောင့်ငွေချင်းနဲ့ပတ်တိုင်းကိုယ့်အပေါ်ခေါင်းပုံနေပြီးတော့ငွေမမြဲတော့လာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာ အကျိုးပေးသောအလုပ်များကိုဖော်ပြပေးပါရစေဒီလာတာတော့ပြမှာဆိုတနင်္လာသားသမီးမိတ်ဆွေများကို OA Champion နဲ့ပတ်သက်သော လုပ်ငန်းတွေအကျိုးပေးပါတယ် OA Champion ဝယ်တာမျိုးစောက်တာမျိုးတွေရှေ့တူဆောင်ရလှုပ်ဆောင်မှုကောင်းသောကာလအပိုင်းရှာဖြစ်ပါတယ်စောက်လို့ရေးဆိုင်ရလုပ်ငန်းတွေအကျိုးပေးပါတယ်အိမ်စောက်ခြင်းနေရာထိုင်ခြင်းအသစ်တွေစောက်လို့ခြင်းတွေ လုပ်ငန်းကိုင်ကအလုပ်ကိစ္စနဲ့ပတ်သက်လို့ရှင်တိုးချက်လှုပ်ဆောင်ခြင်းမျိုးတွေအားသာကောင်းမှုတိုးတက်နိုင်ပါတယ်ခီးသွားဆိုင်ရာလုပ်ငန်းတွေတိုးတက်နိုင်ပါတယ်ပကြီပပုဘေးဒင်ပီရစံကြံတရုပ်ဆောင်အမှုပညာနဲ့ပတ်သက်လာလို့ရှင်လဲရှေ့တိုးဆောင်ရာလှုပ်ဆောင်ရင်တာမန်ထက်ကိုနည်းနည်းကလေးအားဆိုင်လိုက်ရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့လာမျိုးဖြစ်ပါတယ် စားတောက်ကုန်လုပ်ငန်းတွေချိတ်လို့ဆောင်ရွက်လှုပ်ဆောင်မှာအလားကုန်တဲ့ပတ်သက်တာတွေပကြီပခုအဆရှိတဲ့လုပ်ငန်းတွေအလားကုန်ရေးရာတွေဖန်စီရေးရာတွေနဲ့ပတ်သက်လို့ချိတ်လို့ဆောင်ရွက်လှုပ်ဆောင်မှာအထယ်အလိုက်တို့ ठी ठी ဖနက် online social media နဲ့ပတ်သက်တာမျိုးလေးတွေအခီးသွားဆိုင်ရာကိစ္စလေးတွေဖြောပြမှုဆိုင်ရာလုပ်ငန်းလေးတွေ entertainment ဆိုင်ရာလုပ်ငန်းလေးတွေအကျိုးပေးအောင်တွေတိုးတက်ပြီးတော့ကံကောင်းစီတော်လာဖြစ်ကြောင်းနဲ့ချိတ်လို့ဆောင်ရွက်ရင်လည်းအောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေကိုကျင်းသည့်ရရှိမဲ့လာဖြစ်ပါတယ်မထင်မှတ်ပဲနဲ့ passport လုပ်ငန်းတွေ visa လုပ်ငန်းတွေနိုင်ငံခြားခီးသွားတွေရက်ဝေးခီးသွားတွေနဲ့ပတ်သက်ရင် ထွက်ရတာမျိုးငကိုကပတ်စပို့ကိစ္စဗီဇာကိစ္စတွေနဲ့ပတ်သက်ပြီးစောင့်နေတဲ့မိတ်ဆွေများရေချမြေချနိုင်ငံခြားဘာသာခြားတွေအတွက်ကိုရှေ့တူတိုးချက်လှုပ်ဆောင်မှာဒီကြပါတဲ့မိတ်ဆွေတို့အနေနဲ့မထင်မှတ်ဘဲနဲ့မိမိရှိကိုအခွင့်အလမ်းကောင်းတွေရရှိလာပြီးတော့အဆင်ပြေမှာအတိအကျပဲဖြစ်တယ်။ယာဉ်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာဉ်တိုးတာမျိုးယာဉ်တက်တာမျိုးတွေဒီလဟာကျင်းတည်စူးစမ်းတင်တော့ကာလဖြစ်ပြီးတော့စူးစမ်းရင်လည်းစူးစမ်းသလောက်အထောက်အကူရရှိမယ်ဆိုတဲ့လမ်းမျိုးဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။ ဒါအပြင်မိတ်ဆွေတို့အနေနဲ့ငကူကသာသမီနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကြတာမျိုးတပည့်လက်သားနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတာမျိုးလေးတွေမှာဒီကာလမှာတိုးချဲ့ပြီးတော့လှုပ်ဆောင်ရင်လှုပ်ဆောင်သလားအောင်မြင်ထင်ပေါ်ခြင်းထွန်းတောက်ခြင်းတွေကြုံရမဲ့လာဖြစ်ကြောင်းလဲဆရာကထပ်လောင်းပြောကြားလိုက်ပါပြီခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲစွန့်လာလို့ပေါ့အလှပဆိုင်ရာလုပ်ငန်းတွေနော်ဟိုအလှကုန်ဆိုင်ရာလုပ်ငန်းတွေလုပ်ငန်းကိုက်ကိုက်ငန်းတွေပတ်သက်ပြီးလုပ်ငန်းဟောင်းကိုတိုးချဲ့လှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာလည်းများစွာအထောက်အကူရရှိပြီးတော့ အလုံးမှန်သမျှလုပ်ငန်းမှန်သမျှကိုချိတူဆောင်ရလှုပ်ဆောင်ရင်အာသာကူတက်ပြီးတော့ကံကောင်းစီတော့လဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေ။ရာထူးလုပ်ငန်းကိန်းခန်းနဲ့ပတ်သက်ပြီးတော့လည်း ရာထူးတိုးတာမျိုးအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီထောက်ပံ့ကိုရရှိတတ်ပြီးတော့နေရာထိုင်ခြင်းနဲ့ပတ်သက်လာလို့ချင်းလဲနေရာထိုင်ခြင်းအစ်စ်တွေပိုင်ဆိုင်ခြင်းတွေစောက်လို့ချင်းတွေအဲဆွမ်းလာလို့ပေါ့ဝယ်ခြင်းတွေအိမ်ချမ်းမီမိယာနေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းကြအောင်စောက်လို့လှုပ်ဆောင်ခြင်းတွေမပြီးမပြတ်ဖြစ်နေတဲ့အိုးအိမ်ရှက်မီလုပ်ငန်းတွေကိုလည်းရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျမထင်မှတ်ဘဲနဲ့ ပုပ်ကိုဇက်ပဋ္ဌာန်းဇက်တွေမမြင်ရသောကုညီမှုတွေရရှိတတ်သောကာလဖြစ်တဲ့အတွက်မိษွေတို့အနေနဲ့အဲမိမိတို့ရဲ့ပဋ္ဌာန်းဇက်ကောင်းတွေပုပ်ကိုကောင်းတွေကိုစောင်းနဲ့ကောင်းတွေအဆောင်မှချင်းကြည့်ရှုခြင်းတွေရရှိနိုင်တဲ့အတွက်ထီကန်ဆန်းခြင်းထီထိုးခြင်းစွမ်းရလို့ပေါ့ကံကိုအလုံးလိုက်အစင်လိုက်ယတနာပုံစိုက်ကင်းဆိုင်တယ်လို့ငွေကြီးနဲ့ပတ်သက်ရင်လည်းမထင်မဖဲနဲ့ဘဝအရှိန်တွေတခုပြောင်းလဲသွားနိုင်တဲ့အခွင့်အရေးမျိုးတွေပေါ်လာတယ်လို့သားရွှေကိုထမ်းလာတယ်လို့ရရှိမဲ့ကာလဖြစ်ပြီးတော့ တာသမီများရှိသောမိတ်ဆွေများနီးဆက်ရာဖယားစီဒီမှာတာသမီစုပန်ခြင်းသို့မဟုတ်ညောင်မင်းကြီးကြီးမှာဖယားစုတောင်းခြင်းမျိုးတွေအဲဆွနာလိုပေါ့ကာလီမန်မေရောတို့လက်ရှမီမေရောတို့အဲဆွနာလိုသူဟာတတိတို့အဆရှိတဲ့ပုံကိုယ်ဒီနာမှာတာစုပန်ပြီးစုတောင်းခြင်းဟာ မိမိတို့အတွက်သာသမီကံများစွာအထောက်အကူရရှိတတ်သောကာလဖြစ်တဲ့အတွက်ကြောင့်မလို့သာသမီနဘိုးကလိုချင်တဲ့သူတွေအနေနဲ့ကတော့ရှေ့တို့ဆောင်ရွက်ပြီးတော့စူတောင်းခြင်းတွေအဋိဌံပြုခြင်းတွေကျင့်သိလို့ပါအောင်မြင်ခြင်းတွေရရှိမယ်လာဖြစ်ကြောင်းလဲဆရာကအားရပါရဝမ်းသာစွာထားလောင်းပြောကြလိုက်ပါရစေဆက်ပစ္စည်းအစ်စ်တွေဝင်လာမျိုးတွေအဟောင်းကြီးပြတ်ပြီးတော့အစ်စ်မဖြစ်မနေဝယ်လိုက်ရတာမျိုးတွေကြုံဟတ်တတ်ပါတယ်ပတ်စံပြောက်တာမျိုးတခိုးခိုးခံရတာမျိုးဆက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့တခိုးခိုးတာမျိုးတွေပြောက်တာမျိုးတွေ ဖြစ်ရတတ်တဲ့အတွက်တောင်ကြောင့်လို့မိတ်ဆွေတို့အနေနဲ့တတိထားပါဒါလေးတွေကိုတတိပြုရန်အတွက်လည်းလူဝသောလအဖြစ်ကြောင့်ထပ်လောင်းပြောကြားလိုက်ပါရစေ။ဘာကိုဖြစ်ဖြစ် အိမ်နွေးရေးကိစ္စလေးတွေမှာနည်းနည်းညံ့ပါတယ်အလောင်းစားနဲ့ပတ်သက်တာမျိုးလေးတွေအပျော်ပါးနဲ့ပတ်သက်တာမျိုးလေးတွေသတိထားစင်ကြင်ပေးရန်လိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်လူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့အဲမိမိတို့ရဲ့အရှိရင်မှာကံအားနည်းနေသောကာလဖြစ်တဲ့အတွက်မိမိချစ်သောမြတ်လို့သောသူကိုဖွင့်ပြောကမှနားလည်မှုလွဲတာမျိုးလေးတွေအဲအရှိရင်နဲ့ပတ်သက်လို့ငွေကုန်ကြေးကျအနှဲငယ်လေးအများရတတ်သောလဖြစ်တဲ့အတွက်ဒီတစ်ချက်ကိုလည်းသတိပြုစင်ကြင်ရန်လိုအပ်ပြီးတော့အရှိရင်ကိစ္စလေးတွေမှာ အဲမိတ်ဆွေတို့နေနဲ့ဟိုမရေရာမသေးရာမျိုးလေးတွေမိတ္တာကြီးကံအားနေနေရဲ့အတွက်ဝဝစားဝဝအိပ်ပြီးတော့လုပ်ငန်းကိုချိတ်တူလှုပ်ဆောင်ရဲ့ဆရာလူလွတ်လွတ်လပ်လပ်အေးအေးဆေးဆေးနေရင်တော့စိတ်ချမ်းသာစရာဖြစ်မှာအတိအကျပဲဖြစ်တယ်ခင်ဗျာနော်ခေါင်းကြီးသမီးစားများအနေနဲ့လည်းတုံးနဲ့ဒူတယောက်နဲ့တယောက်တန်လျာတွေများနေတာမျိုးလေးတွေအိမ်ထောင်ပြုရန်စိတ်ဆက်ရန်တိုင်းဝင်ဟာမှပြဿနာအခက်အခဲလေးတွေပေါ်လာတာမျိုးလေးတွေမိမိရဲ့ပုံကိုယ်တွေပဋ္ဌာန်းဆက်တွေကမကြိုက်တာမျိုးလေးတွေဥစ္စာဆွဲတိုက်ဆွဲလို့အဆရှိတဲ့ပုံကိုယ်မျိုးလေးရှိရင်လည်းတနည်းလာတာသမီးမိတ်ဆွေများအိမ်ထောင်ပြုရန်စိတ်ဆက်ရန်အတွက် လူကြီးမိဘအနေနဲ့တိုင်ပင်တာမျိုးလေးတွေမိမိတို့တီကျွမ်းနားလေတော့လော်ကီဆရာလေးနားမှာအဲပြုလုပ်တင်တာမျိုးအိမ်အောင်ပြုကတောင်းတာမျိုးဘာညာလေးပြုလုပ်တင်တာမျိုးပြုလုပ်ရန်လိုအပ်ပြီးတော့အရှိန်နဲ့ပတ်တိုင်းလို့မဟုတ်ရင်တော့အစင်မပြေခြင်းနေအတိုက်အခိုက်တွေများစွာကြုံပြီးတော့အခက်အခဲအကျက်လေးတွေကြုံတဲ့ကြောင်းထထောင်ပြောကြလိုက်ပါရစေခင်ဗျာငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ဝင်ငွေနဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေကဲ့သို့ဖြစ်နေတတ်ပြီးတော့ အာနာပါနရှိနေတရားပေါက်နိုင်တော့ညာလေဝင်ဝေထွက်ဝင်ဖြစ်နေတတ်ပါလေငွေမမြဲဘူးဆိုတဲ့သဘောငွေချင်းနဲ့ပတ်သက်ရင်ဟိုဘက်ကဝင်ဒီဘက်ကထွက်နေတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ငွေငယ်စီရန်အတွက်ရေတရားလေးတစ်ခုလက်ဆောင်ပေးပါရစေဂတ်ထူဆာရော်လေးတရားဒီဘက်ကလည်းနှစ်လက်မှဆိုရင်အလျားလည်းနှစ်လက်မှဆိုအနံလည်းနှစ်လက်မှပါသို့မဟုတ်ရင်ဇာရည်နှစ်လက်မှမလို့ရှင်လို့နှစ်ပေဆိုရင်လည်းအနံကနှစ်ပေဆိုရင်အလျားကနှစ်ပေဖြစ်ရပါမယ်အဲ့ဒီလိုနှစ်ပေရတဲ့မှာမှဆရာတို့က၄000ကွင်လေးတစ်ခုကိုဆွဲလိုက်ပါ မိတ်ဆွေတို့အနေနဲ့မျက်စိရဲ့မြင်သာအောင်ဆရာကဆွဲပြရရင်ဆရာမိတ်ဆွေများဆရာကမြင်သာအောင်ဆွဲပြရရင်တော့အဲဒီလိုလေးပါခင်ဗျာဒါကအလျားကနှစ်ပီဒါဆိုရင်ဆရာမိတ်ဆွေတို့အနေနဲ့အထဲမှာဝင်းလေးတစ်ခုကိုဆွဲလိုက်တာပေါ့နော်အလျားကနှစ်ပီဆိုရင်အနံကလည်းနှစ်ပီเนาะဆရာမိတ်ဆွေတို့အနေနဲ့ဒီလိုလေးဆွဲခိုင်းတာဖြစ်ပါတယ်ခင်ဗျာเนาะ โอเคအဲ့ဒီလိုလေးဆွဲပြီးတော့မိတ်ဆွေတို့အနေနဲ့အလျားနှစ်ပေအနန်းနှစ်ပေဒီလိုလေးမျိုးလေးဆွဲပြီးတော့မိတ်ဆွေတို့အနေနဲ့ချစ်တူဆောင်ရွက်ပြီးတော့အာပလတ်စတစ်လေးလောင်းပြီးမိမိရဲ့ပတ်စံအိတ်ထဲမှာစောင်းထားပါခင်ဗျာဒါဆိုရင်ငွေမဲပါတယ်ခင်ဗျာနော်ပြန်ပြောပြပါမယ်အလျားကနှစ်ပြီအနံကနှစ်ပြီသို့မဟုတ်အလျားကနှစ်လက်မှာအနံကနှစ်လက်မှာလေးကို4000ခွင့်ကလေးစရာပုံမှန်ပြထားတဲ့အတိုင်းဆွဲပါဆွဲပြီးသွားတဲ့အခါပလတ်စတစ်လေးလောင်းလိုက်ပါခင်ဗျာပလတ်စတစ်လေးလောင်းပြီးတော့စောင့်ထားပါဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်ရင်ဝင်ငွေတွေမြဲပြီးတော့ကျင်းတည်ပါအောင်အဆင်ပြေအောင်မြင်တိုးတက်မယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာ ကောင်းပြီငွေချင်းနဲ့ပတ်သက်လာရင်တော့အိမ်သွေးကိစ္စလေးတွေကြောင်းဘာသာရေးကိစ္စလေးတွေကြောင်းလူမှုရေးကိစ္စလေးတွေကြောင်းမဖြစ်မနေငွေကုန်ကြီးကြများတတ်တယ်လို့ပတ်စံငွေမမြဲတော့လာမှာအဲ တိမ့်ထားရင်ကြပြောက်တာမျိုးလေးတွေယူသွားရင်ကြပြောက်တာမျိုးတိမ့်ထားရင်တခိုးခိုးခံရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်လို့မိတ်ဆွေတို့အနေနဲ့ငွေချင်းနဲ့ပတ်သက်ရင်ဘာကိုမဖြစ်ဆိုကိုယ့်လက်ထဲဝင်လာရင်တိတ်ပြီးရှိရှိဝေးစဉ်းစားမနေဘဲနဲ့ယင်းဤလှုပ်ဆောင်တာမျိုးငွေချင်းနဲ့ပတ်သက်လို့ရှိရင်ယင်းဤလိုက်တာမျိုးအဲဆွေးညံ့နေတဲ့ဟိုကိုယ့်လက်ထဲကြကြမထားဘဲနဲ့သုံးဆရာရှိတာပြီးဆရာရှိတာကိုလှုပ်ဆရာရှိတာကိုကြံ့ကြံ့နေပဲလှုပ်ဆောင်မှာပုံမူအားသာကောင်းမှုတိုးတက်နိုင်ပါတယ်အိမ်ဆောင်ရင်းနဲ့ပတ်သက်လာရင်တော့စိတ်ချမ်းသာစရာပါ အိမ်အောင်ဘက်ရဲ့ယာဉ်တူချင်းယာဉ်တက်ချင်းမျိုးလေးတွေကြောက်သို့မဟုတ်ရင်အဆက်အသွယ်ပြတ်နေတော့အိမ်အောင်ကြီးမှပြန်လဲစုံစည်းရတာမျိုးအိမ်အောင်ကြီးနဲ့ပတ်သက်လို့ငကိုကတဦးနဲ့တဦးတယောက်နဲ့တယောက်တွေးအေးနေတာမျိုးနားလည်မှုလွဲနေတာမျိုးမခေါ်မပြောဖြစ်နေတဲ့နှစ်ကာလများစွာအိမ်အောင်ကြီးတွေတောင်မှဒါသမီးကိစ္စကိုအကြောင်းပြုပြီးဖြစ်စေနေရာထိုင်တဲ့ကိစ္စကိုအကြောင်းပြုပြီးဖြစ်စေအိမ်အောင်ကြီးနဲ့ပတ်သက်လာရင်တွေးအေးနေတော့အိမ်အောင်ကြီးတွေမှာနှွေးထွေးမှုတွေပြန်လဲရရှိပြီးတော့တဦးနဲ့တဦးနားလည်မှုရှိအောင်ရှေ့တူဆောင်ရရင်လှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လှဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာ အပြောဆုံးနဲ့ပတ်သက်လို့ရှိရင်ခြေတို့ဆောင်နဲ့လှုပ်ဆောင်မှာအဲဘာကိုမဆိုဆက်ဆံရေးကောင်းသောမိတ်ဆွေတင်းလာတော်မူများကိုဒီကလဟာအထောက်အကူတွေအများကြီးရရှိမဲ့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ကြသည်မထင်မှတ်ပဲနဲ့ဖရာခုခီးထွက်ရတာမျိုးဖရာခုခီးသွားရတာမျိုးလေးတွေအလဲသွားရတာမျိုးလေးတွေဂျုံဟာတက်ပြီးတဲ့အခါအိမ်မက်ထဲမှာဖရာတို့ဇေဒီတို့တိန်းတို့ပရဝုန်းတို့ဖုန်းကြီးတို့အဆရှိတာမျိုးလေးတွေကိုဆွဲမှတ်တဲ့အခါမှာကိုယ့်ရဲ့ကံဟာတိုးတက်ကောင်းမွန်လာပြီဖြစ်တဲ့အတွက် ထီထိုးတာမျိုးထီကန်ဆန်းတာမျိုးတွေရှေ့တိုးဆောင်ရလောက်ဆောင်ရင်ကံရဲ့အထောက်အကူကိုများစွာရရှိမဲ့လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။တတိထားရှိနေရမှာတော့ထွေထွေတွတ်မရှိပါဘူး။နံပါတ်၁ကျမ်းမာရေးနဲ့ပတ်သက်ရင်ညံ့တတ်တဲ့လားဖြစ်တဲ့အတွက်မိမိတို့အိမ်မှာရှင်းနှောင်းဝင်တာမျိုးလေးတွေမကောင်းပါဘူး။တကယ်လို့ကျမ်းမာရေးညာလို့ရှင်းနှောင်းဝင်လာရင်ရှင်းနှောင်းအရှင်ထွက်ပေးလိုက်တာမျိုးအသိမထွက်အောင်အရှင်ထွက်ပေးလိုက်တာမျိုးဖြစ်စေစက်ပစ္စည်းရင်တွေခဏခဏပြက်ပြီဆိုရင်တော့မိတ်ဆွေတို့အနေနဲ့စက်ပစ္စည်းရင်တွေအသိဝင်လာတာမျိုးဖြစ်စေမိမိအိမ်ထဲမှာစက်ပစ္စည်းအဆုတ်တွေ ြက်ကလေးအစုပ်ကြီးရှိရင်စွန့်ပေးလိုက်ပါဒါဆိုရင်ကံကောင်းပါလိမ့်မယ်မိမိတို့ရဲ့နေနံတူဖြစ်တဲ့ငါးစာကြွေးတာမျိုးခိုးစာကြွေးတာမျိုးခွေးစာကြွေးတာမျိုးဒီလိုမျိုးလေးကြေရာလေးတွေကိုဒီလဟာခမင်းများလှုပ်တင်ပြီးတော့ဘာလှုပ်လို့အခက်အခဲကြက်တဲ့ဂျုံနေရတဲ့တနေ့ငါသားသမီးမိတ်ဆွေများပို့တော့ခိုးစာကလေးကြွေးတာမျိုးငါးလေးလှုပ်ပေးလိုက်တာမျိုးဘေးမဲ့ပေးလိုက်တာမျိုးလှုပ်ရင်မိတ်ဆွေတို့ရဲ့ကံကအင်မတန်ကိုအားသာကောင်းမှုပြီးကုတုလည်းရရေရာလည်းဖြစ်ပြီးကန်စာတာတက်စီမှာဟုတ်တော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဂျင်းတေပေါ့ အားသာကောင်းမှုကြောင့်တိုးတက်ကြောင်းထပ်လောင်းပြောခြင်းပါတယ်ခင်ဗျာထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်တနင်္ဂနွေသာသမီတောက်ကြသာသမီတွေနဲ့တွဲဖက်လောက်တာမျိုးတနင်္ဂနွေနေ့တောက်ကြနေ့ဒီမှာခြေတိုးပြီးတော့စတူပေါင်းစုလောက်တာမျိုးတွေကကံရဲ့အထောက်အကူရရှိတက်ပြီးတဲ့အခါရွှေဝင်တာမျိုးလေးတွေကြုံရတတ်ပါတယ်လက်တုံမင်းတို့လူကြီးတို့အထက်လူကြီးတို့အကြီးအကဲတို့အเจ้าညာမျိုးစုံတွေတစိုးလက်ဆောင်ရရှိတာမျိုးလေးတွေကြုံရတတ်တော့ကာလာအပိုင်းစားဖြစ်ပါတယ် passport လုပ်ငန်း visa လုပ်ငန်းနဲ့ပတ်သက်ရင်ဒီလဟာရှိလို့ဆောင်ရလောက်ဆောင်မှာယာဉ်ဒူးလုပ်ငန်းကိန်းနဲ့ပတ်သက်ရင်ယာဉ်ဒူးတိုးခြင်းယာဉ်ဒူးတက်ခြင်းတွေထီကံကောင်းခြင်းတွေထီပေါက်ခြင်းတွေကျိန်းတွေရရှိတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုမဆိုပြောဆိုပြီးတော့ရှိလို့ရင်အောင်မြင်တိုးတက်မှုတဲ့ကံကောင်းမှုတွေရရှိမှာအသေးရာပဲဖြစ်တယ်။ငကူကကျမ်းမာရင်ညံ့နေတော့မိတ်ဆွေများဆရာသမားအပြောင်းလဲစည်းဝါးပြောင်းလဲတွေနဲ့ကုသလိုက်ရင်အစင်ပြေအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေမယ့်လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီ။ဘာလို့ပြန်ကြံနေတော့မိတ်ဆွေတို့ဘာသာရေးနဲ့ပတ်သက်လာရင် ဘဇက်ကဖျားလက်ကကာယဖြစ်တတ်တဲ့အတွက်ဒီတစ်ချက်ကိုတတိထားဆင်ကျင်ပေးရန်အတွက်တော့မြတ်စွာဘုရားပြီးတော့ဘာသာတရားပုံမူလှုပ်ဆောင်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးကံကောင်းစေတော့ကာလပိုင်းရှားဖြစ်ပါလေစေတနာတွေဝေဒနာဖြစ်တတ်ပါလေမိသားစုကိစ္စအမွေကိစ္စတွေသူများရဲ့အမှုကိစ္စတွေဂျားတုံးဂျားမဝင်ကောင်းမှုဆိုတဲ့အတိုင်းတုံးနဲ့တူတယောက်နဲ့တယောက်ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာနေတတ်အောင်နေပါမိသားစုရဲ့ကိစ္စတွေသူများရဲ့အိမ်တွင်းရဲ့ကိစ္စတွေကိုကိုယ်ရကိုကဝင်ရောက်ကူညီလိုက်တာမှာကိုယ့်အပေါ်မှာပြဿနာတွေ အဖြေချလာမျိုးလေးတွေကိုယ့်ကိုအပြစ်မြင်တာမျိုးလေးတွေကြုံရတတ်တော်လားဖြစ်ပြီးတော့ခါကို့အနေနဲ့မလိုလားအပ်တဲ့ပြဿနာတွေရှင်းရတတ်တဲ့အတွက်သတိပြုစင်ကြင်ရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒီလက်တာတော်တမအကျိုးပေးသောအရာဟာအရှိမြောက်တောင်ရဖြစ်ပြီးတော့စန်တီယာအရာကတော့တောင်ဆူဆူရဖြစ်ပါလေခင်ဗျာအကျိုးပေးကံကောင်းစီတော့ကဏ္ဍအဖျားလေးအနေနဲ့ဆိုရင်တော့၄ကဏ္ဍ၆ကဏ္ဍခုနှစ်ကဏ္ဍနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီပါလေအကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့ အဝါရောင်ညီညိုရောင်အသားရောင်များများပါတော့အကြောင်းတွေကိုဝတ်ဆင်ပြီးမိတ်ဆွေတို့ရဲ့လိုရာကိစ္စမှန်သမျှကိုချိတိုးဆောင်ရရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေလက္ခဏာခတ်အောင်ရရှိစီမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီလရာတော်တွင်မှာမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာမိမိတို့အိမ်ကမသွားမီမိမိရဲ့အိမ်ဝင်ပေါက်ကိုဖြစ်စေ မြတ်စွာဘုရားကိုဖြစ်စေသူမဟုတ်ရင်မိမိယုံကြည်သောအိမ်ဆောင်နဲ့ကိုဆောင်နဲ့ကိုအာယုံပြုပြီးတော့အမွေးနံ့တာကလေး၃ချက်စွဖြန်းပြီးတော့ဖြစ်စေအမွေးနံ့တာလေးပတ်ဖြန်းပြီးတော့ဖြစ်စေသွားပါဒါဆိုရင်အောင်မြင်မှုနဲ့တိုးတက်မှုတွေများစွာရရှိပြီးတော့ခံကောင်းစေမှာအတေကြပဲဖြစ်တယ်ခင်ဗျာသတိချစင်နေရမှာတော့အခြေစွစွအရက်ကိုခကြီးထွက်တဲ့အခါကျမ်းမာရေးကိစ္စတွေထွက်တာမျိုးတွေတွေအားနည်းစေတော့လာဖြစ်ပြီးတော့အခြေစွစွအရက်ကဧည့်သည်ညအိတ်လာတဲ့အခါကျမ်းမာရေးအနေနဲ့ချူချာညံ့တဲ့ကြောင့်ထက်လောက်အကြံပေးပြရတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတို့လည်း စက်ပစ္စည်းရှင်နဲ့ပတ်သက်တာမျိုးတံမိုးရှိတဲ့အရာတွေကိုအထာမမားပါနဲ့အဲအရေးကြီးတဲ့အခါတည်သွားတဲ့အခါမှာလဲမိတ်ဆွေတို့အနေနဲ့တတိထားပြီးတော့တည်ပြီးဖို့လိုအပ်ကြောင်းနဲ့အထာမားခြင်းပစ္စည်းပျောက်ခြင်းတွေကြုံရတတ်ကြောင်းဆက်လောင်းအကြံပေးပြောကြားလိုက်ပါစီဒီလက္ခဏာတော့နေမှာဆိုဘာကိုလှုပ်လှုပ်တင်းနှင်းလာတင်းနှင်းလာခြင်းတွဲလှုပ်တာမျိုးလေးတွေကခံရဲ့အားနည်းမှုကိုရရှိတတ်ပြီးတဲ့အခါငွေကိုဖြက်လန်းနေတဲ့လိုက်တာမျိုးလေးတွေငွေရှိတာမျိုးလေးတွေဟာ ဒေချာပါတယ်မိတ်ဆွေများကိုစုံးလို့ဟာမရခိုင်လို့များတတ်တဲ့အတွက်ငွေရှိတာမျိုးလေးတွေမှာတော့ငွေချင်းနဲ့ပတ်သက်လာရင်တော့အားနာရင်ခါပါတတော်လာဖြစ်ကြောင်းလဲထပ်လောင်းအကြံပေးပြောကြားလိုက်ပါရစေဒီလက်တာတော့တွင်မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းထွက်အယောင်းထွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုမိမိတို့ရောင်းကုန်ပစ္စည်းတွေကိုခေါင်းကြီးလေးတစ်ချောင်းနဲ့ရိုက်ပုတ်ထိတွေ့ပြီးရောင်းလိုက်ပါကအယောင်းထွက်အယောင်းထွက်ပြီးတော့ကန်ကောင်းစီမှာအတိအကျပဲဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အဋ္ဌကံပြုလို့လဲဇာငရဲ့မိတ်ဆွေများအဋ္ဌကံပြုလို့တပါဆိုရင်တော့ ကျတော့အနုတ္တသောပူရိတဓမ္မတာရတိဆိုသောဂုံတော်ကိုဖြစ်စေတန်ဖို့တေခါတာကိုတနေ့ကိုတက်စီနှုံးနဲ့အဋိဌံပြုတာမျိုးလေးတွေတနေ့ကိုဗတိစိတ်လို့တပါဆိုရင်လည်းဆွနာကိုအနုတ္တသောပူရိတဓမ္မတာရတိဆိုသောဗတိကိုတနေ့ကိုခုနှစ်ပတ်နှုံးနဲ့၁၇ရက်တိတိအဋိဌံပြုလိုက်ပါကအခက်အခဲမှန်လားမြတ်ယူပြစ်တယ်လို့ပိန့်ကြရောပေါ်ရင်မတင်ပြင်းစင်လွင့်ပြောက်သွားမှာအသေးချာပဲဖြစ်ကြောင်းပြောလို့ပါတယ်မြတ်အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စီရန်ပြုလုပ်ရမယ်ရေရာကိုမပြောမီဇန်ကနာပြည်ထင်မြင်ခွန်ကိုတုံညာ293ညာ၄တက်ချက် 7902401 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်96305050ငါးနှစ်မှာဖြစ်စေဆက်သွယ်ပြီးများလာကြောင်းနဲ့ဆရာနောက်တစ်ပတ်အဲကိုတော့ဆရာတောင်ကြီးဟောခါမှာရှိပါမယ်ဆိုတဲ့ကြောင်းနဲ့ဆရာမိတ်ဆွေတွေအတွက်ကျင်ညာရင်းနဲ့အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စီပြီးငွေကြေးကံအားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာနေနဲ့ဆိုရင်တော့ဖြင့်ဆရာတို့ကျွေးပကံများတစ်ချက်တည်းမှာလက်ဖက်ကကိုဘုံဘုံတောက်ရီကတစ်ခွက်ထက်အလဲမှာဖျောင်းနိုင်တွင်ပြီးတော့တနင်္လာနေ့တိုင်းမှာ မြတ်စွာဘုရားကိုလူတန်းပြီးတော့အခက်အခဲတွေပြေလည်အောင်ဆူတောင်းခြင်းအားဖြင့်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေမှာအတေချာပဲဖြစ်ကြအောင်ပြောရင်းနဲ့တနင်္လာသတို့မိတ်ဆွေတွေအားလုံးအဆက်ဆက်ရဲ့အောင်မြင်စင်ပြီလို့ယရနာစင်ကြောက်ဇေတောက်ပဲကစားနိုင်လို့တက်နေတဘိုးလက်ဝေဖြုတ်ခဲ့တို့စီးစိမ်ဥစ္စာများကိုးပွားပြီးတဲ့အခါကောင်းခြင်းမင်္ဂလာပြပြနဲ့ပြည့်စုံကြပါစေကြောင်းဒီကနေ့ဆရာလိုက်လိုက်လေးလေးမေတ္တာဖို့ဆူတောင်းပြောကြလိုက်ရပါတယ်ခင်ဗျဆရာတို့အင်္ဂါမှာပြန်ဆုံရ